အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံပုံကောင်းတောင်းပေးထားပါတယ်အဒီနေရာကကျွန်တော်ဒါဒီနေ့နေ့လယ်မှာတော့ကျွန်တော်ပြောစရာအကြောင်းတစ်ခုရှိလာခဲ့ပြီအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဟို လီဗာပူးရဲ့အပြောင်းအရွှေ့ကြောင်းပဲလီဗာပူးပြောင်းရွှေ့ကြောင်းလက်ရှိကျွန်တော်ဒီနေ့မှာနည်းနည်းလေးဒီဒီရပြောပို့လို့လာတယ်။ဘာလို့လဲဆိုတော့လီဗာပူးရဲ့လက်ရှိကစားသမားတယောက်ကို Newcastle United ကစိတ်ဝင်စားနေပြီလီဗာပူးအသင်းနဲ့ဒီကစားသမားကိုအသုံးချပြီးတော့ Alexander Isak ကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်သွားမယ်ဆိုတဲ့သတင်းလေးကိုလည်းကြိုတင်ဆက်ပေးခြင်းနဲ့ပေါ့နော်။အဲ့တော့ Dago Fabrizio Romano ကပထမအဆုံးအနေနဲ့သူကဖောက်တဲ့ရင်ချလာတယ်။သူ့ရဲ့ Twitter page မှာဒါသူ့ရဲ့အခုနောက်ပိုင်းဒါ Fabrizio Romano နဲ့ပတ်သက်ခင်ဗျားနှစ်ခုပြောပြမယ်။ သူ့ရဲ့ Twitter page မှာတင်တဲ့ဥစ္စာက source ပူမိုက်တယ်ပူယုံလို့ရတယ် Facebook မှာ bonus ရကျွန်တော်သူများဥစ္စာတွေပါသူတင်တာတွေရှိလာအဲ့တော့ Facebook မှာတင်တာတွေကိုတိတ်မယုံနဲ့ TI ကတော်တော်လေးကို low ဖြစ်တယ် Fabrizio Romano အကြောင်းတကယ်သိချင်တယ်ဆိုရင် Xto မှာ Twitter မှာဒါကျွန်တော်တို့သွားပြီးတော့သူ့ရဲ့ဥစ္စာကိုသွားဖတ်အဲ့ဒါဆိုရင်တော့လက်ရှိမှာ TI ကတော်တော်လေးကိုအဆင်ပြေတယ်အဲ့ဒါလေးကိုကျွန်တော်သိပြီးတယ်ဘာလို့လဲဆိုတော့ဟာကိုတေးပဲ Fabrizio Romano က Facebook မှာပြောထားရဲဆိုပြီးတော့ Facebook မှာပြောထားတိုင်းတကယ်မယုံစေချင်ပါဘူးတကယ်ကိုမယုံစေချင် Facebook မှာဟော Facebook မှာလက်ရှိမှာသူ bonus ရဖို့ရွေးတာရှောက်ရှောက်ပြီးရေးနေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်ရှောက်ရှောက်ပြီးရေးတယ်လို့ပြောသူများဥစ္စာ side ယူပြီးရေးတာဗောနော်သူနေနဲ့ bonus ရဖို့အတွက်ဆရာကြီးကပတ်စံတော်တော်လူနေဝင်အဲ့တော့သူကျွန်တော်သိလားသူတင်ဖို့သူတယောက်ထဲ runner ပြောတယ်အဲ့တော့ဆရာကြီးဘာလို့ခုပတ်စံဒီလူနေလဲတော့မသိပေမဲ့ဒါကျွန်တော်မိမယူဘူးလားကလေးမွေးဘူးလားတော့မသိဘူးနော်မိမတော့မယူတာမသိသူမိမမတွေ့ဘူးသူဒါပါနောက်တော့ပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းရဲ့ Khan Zik ကစားသမားကိုဒါ Newcastle United ကစိတ်ဝင်စားလာတယ် Jogo Mas မဟုတ်ဘူး Gerard Kwanzaa ကို ခွန်စာကိုလက်ရှိမှာဒါကျွန်တော်တို့ Newcastle United ကသူတို့ရဲ့ခံစစ်နေရာမှာဒန်ဘန်ရဲ့ရည်ရှိနေရာကိုစက္ကန့်မှုရဲ့ Fabian Shaw ရဲ့အတူတွဲဆော်မှုတွေဒါ Seven Botman ရဲ့နေရာအစားထိုးမှုတွေခွန်စာကိုလက်ရှိမှာ Eddie Howe ကပြတ်မှတ်ထားတယ်။ Eddie Howe ကတော့ပြောမနေတဲ့သူကအင်္ဂလန်နိုင်ငံသားဆိုတိတ်ချိုက်တဲ့လူဖြစ်တဲ့ကြောင့်သူကအင်္ဂလန်ကစားသမားကိုသူကတော်တော်လေးအမဲဖြတ်ပြီးလူချင်းတဲ့တောင်မှပါတယ်။အဲ့တော့ Eddie Howe ရဲ့အသင်းက Gerard Conser တယောက်တည်းနဲ့လူချင်းတာမှုပဲနဲ့ဖြစ်နိုင်မယ်ဆိုရင် Jugo Mess ကိုပါသူကလူချင်းနေတော့မယ်။အဲ့တော့ကျွန်တော်တို့က လူကစပြိတက်တွေနေနေဆိုအခုလက်ရှိမှာဒီဘဲကိုတော့လွတ်ပေးတာပေါ့ဆိုဖလားလေးယူပြီးတော့260 290ကြာမှာဖလားယူပြီးတော့ဒီဘဲကိုတော့ကျွန်တော်ဒါဘေးမဲ့ပေးထားတယ်ဒါပေမဲ့ယူရစပြိတက်တွေကလက်ရှိမှာခန်းစပိုင်းနေရာမှာ အင်္ဂလန်သားတွေကိုသူတို့ရှေ့ရေးဆက်ရေးရှည်ရမလို့ပေါ့ဒါမှမဆိုးမဲ့နဲ့ဒါလက်ခံရမယ်ဒါပေမဲ့ခုနကပြောသူတကယ်တမ်းပြဆန်းသချင်းစန်တာဘက်တွေမှာအင်္ဂလန်ခံစစ်တွေကတိတ်ပြီးအရေးချင်းရှိတဲ့ခံစစ်တွေကနဲတယ်ဂျွန်တယ်ရီတို့ပါတီနယ်တို့နောက်ပိုင်းမှာဒါတော်တော်လေးကိုပို့ပြီးတော့မှနဲလာခဲ့တဲ့ခစ်တွေဖြစ်လာခဲ့တယ်ဘောနော်အဲ့တော့မကွာရတို့ဘာလို့ဆိုလဲဒါကြောင့်အရန်ကြီးကောင်းတဲ့နေသားမဟုတ်ဘူးဒါပြောရမယ့်နေသားတစ်ခုရတော့လက်ရှိမှာညူကာဆယ်ယူနိုက်တက်ကခွန်ဇာကောဂျိုဂိုမက်ဆိုရဲ့အတွဲကြီးကိုဒါကျွန်တော်တို့သူတို့အနေနဲ့လိုချင်တယ် ဲ့ဒါကိုလက်ရှိမှာလစ်ဗာပူးအသင်းကလာမယ့်နေရာဒီမှာအခွင့်ကောင်းယူသွားဖို့ရှိတယ်သူတို့လည်းသူကတော့ဂျိုကိုမက်စ်ကိုဒါရောင်းဖို့အတွက်စီစဉ်မှုရှိဂျယ်ရက်ခွန်ဇာကိုရောင်းသွားမယ်ဆိုရင်တော့ဂျယ်ရက်ခွန်ဇာကိုဒါကျွန်တော်တို့ပေးမယ်လက်ရှိမှာလစ်ဗာပူးအသင်းကလစ်ဗာပူးအသင်းဒါကျွန်တော်တို့ပြောရမယ်ဆိုတာကျွန်တော်တို့ FG တို့အုပ်စုပေါ်ပေါ်ကစားသမားတစ်ယောက်ကိုတန်ချင်းတစ်ခုတတ်မှတ်တယ်ဆိုရင်တော်တော်လေးကိုကျန်းတဲ့ဈေးတွေပဲတတ်မှတ်တယ်ဂျယ်ရက်ခွန်ဇာကိုလက်ရှိမှာဒါကျွန်တော်တို့ ညကစဲကိုရောင်းမယ်ဆိုရင်တို့အနေနဲ့ပေါင်တန်း90တန်း60ဈေးတက်မှတ်တယ်။ဒါပြောရမယ်ဆိုတော့ဒါကတော့ဈေးမြောက်တယ်ဆိုရဲဆိုတာမင်းဒါပြောရတော့တချို့သောကောလာဟာလာမှာနှစ်ခုရှိတယ်နှစ်ပိုင်းရှိတယ်။တကယ်ကိုဒီတော့တန်လို့ဒါ FG ကဈေးတက်မှတ်တာတခုရှိတယ်။ဒါမှမဟုတ်ခုနကပေါ့ဂျေရယ်ခွန်ဇာကိုမရောင်းကျင်လို့ဒီဈေးတက်မှတ်တယ်လို့လည်းဆိုလို့ရမယ်တဲ့မှာပါ။အဲ့တော့ဒီနှစ်ခုလုံးဒါကျွန်တော်ဖြစ်နိုင်တဲ့တဲ့မှာပါတယ်။ဒါပေမဲ့လက်ရှိမှာလေဘူးအသင်းရဲ့ပိုင်ရှင်တွေကခွန်ဇာကတော့လက်ရှိမှာတော်ပေါ် hot project တော့မဟုတ်ဘူးဒါပေမဲ့တို့အနေနဲ့ရောင်းရင်ရောင်းလို့ရတယ်ဆိုတဲ့ prospect တခုအနေနဲ့ဒါကျွန်တော်ဂျေရယ်ခွန်ဇာကိုတက်မှတ်ထားတယ်။ တော့ခွန်စားအနေနဲ့ကဘယ်လိုရှိမလဲခွန်စားကလည်းရှင်းတယ်သူအနေနဲ့ကတော့အကဲလီဗာပူးမှာဆက်နေမယ်ဆိုရင်ဂူနာတေးနဲ့ဗန်ဒိုက်ကိုကြော်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်သူအနေနဲ့ fresh minute ကိုလိုချင်တယ်ဒါကိုသုံးကိုသုံးမနေရတူပဲကာလေဟာနဲ့တူတူပဲလီဗာပူးအသင်းပြတ်ကပြန်ကြည့်မယ်တော့လေဂူနာတေးက injury မကြခဏနည်းနည်းလေးဖြစ်တဲ့အတွက်ကြောင့်မို့သူအနေနဲ့အကယ်၍ခွန်စားကိုရောင်းပြီဆိုရင်ခွန်စားနဲ့ဈေးပြန်တူတဲ့စကားစားသမားတော့ဒါ FG ကပြန်ဝဲကိုဝဲရမယ်နေတာဖြစ်သွားပြီပြောချင်တာဒါအကယ်ဒမီမှာလည်းပြန်ပြီးတော့ခုတ်ကနေဆွဲထုတ်ဖို့ကလည်းမလွဲနေမှာအကယ်ခုတ်ကနေဆွဲထုတ်နေလဲထွက်ထုတ်လာအောင်တို့တို့အနေနဲ့ဒါအမြဲတမ်းလုပ်နေကြပြောလို့လည်းရတာမဟုတ်အဲ့တော့ ပြောပြရစီပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Jared Kwanzaa ကိုသူတို့အနေနဲ့ Alexander Isak အပြောင်းရွှေ့ရဲ့ဒစိတပိုင်းအနေနဲ့ Liverpool တင်းနဲ့အတုံးချနိုင်တယ်အဲ့တော့ပြောချင်တာကအကယ်၍ Liverpool တင်းကအခုလက်ရှိမှာ Isak ကိုတော့ Newcastle တောင်းတဲ့ဈေးဖြစ်တဲ့ပေါင်350ပေးဖို့အစီအစဉ်လုံးဝမရှိဘူး Newcastle ရဲ့ဒီဈေးကိုဒါတန်လို့တောင်းတာဆိုတာထက်ဒါကျွန်တော်တို့သူ့အနေနဲ့မယောင်းချင်လို့တောင်းတဲ့ဈေးတစ်ခုဆိုရင်တော့ပုံမှန်ပဲပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိအနေအထားက Newcastle ကဒါကယ်၍ Jared Kwanzaa ကိုလူချင်းနဲ့ဆိုရင်တော့ Isak ရဲ့အပြောင်းရွှေ့ရဲ့ဒစိတဒေသအနေနဲ့ဒါသုံးသောင်းမရှိဘူးဒါပေမဲ့ လက်ရှိမှာရှင်းနေဗျလီဗာပူးတင်းကအီးဆက်ကိုမရဘူးဆိုရင်တော့မှသူတို့အနေနဲ့အန်တိုလီဂေါ်ဒန်ဘက်ကိုပြန်လှည့်ဖို့အတွက်က ready ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးရှိတယ်။အဲ့တော့ဒီနေ့မှလီဗာပူးတင်းနဲ့ညူကာဆယ်ယူနိုက်တက်တင်းကလာမယ့်နေရာဒီမှာစီးပွားရေးတွေအကြီးကြီးလုပ်ဖို့ရှိတယ်ဆိုတော့ project တွေရှိတယ်။ဒါအပြင်ကျွန်တော်တို့ကလီဗာပူးတင်းရဲ့လက်ရှိတိုက်စစ်မှုဖြစ်တဲ့ဒါကျွန်တော်ဒါဝီစီလူးနက်စ်ကိုဒါကျွန်တော်တို့ PIF တို့အုပ်စုကလည်းအလို့ရှိနေ PIF တို့ဆိုလက်ရှိမှာ Newcastle United ကလည်းအလို့အလို့ရှိနေဒါကျွန်တော် PIF sorry ဒါဝင်နူနက်စ်ကိုလက်ရှိမှာညူကာဆယ်တို့အုပ်စုအပြင်ဒါကျွန်တော်တို့ PIF တို့အုပ်စုကလည်းဒါဘယ်ရရရယူခြင်းနေဗျာအဲ့တော့လက်ရှိမှာကျွန်တော်သိရတဲ့သဘောတရားလစ်ဗာပူးအသင်းကကျွန်တော်တို့ဒါဝင်စီနူနက်စ်ကိုပေါင်တန်း90ဈေးသတ်မှတ်ထားတယ်ပြီးတော့ခုနကဂျရက်ခွန်ဆာကို90အဲ့တော့ပြောချင်တာကလစ်ဗာပူးအသင်းနေခွန်ဆာဒါဝင်နူနက်စ်ရော့ယူလိုက် ငါ့ကိုအီဆက်ပြန်ပေးဒါမှမဟုတ်ကတော့အန်တိုနီဂေါ်ဒန်ယူဆိုရင်အန်တိုနီဂေါ်ဒန်ယူမယ်ဆိုရင်အန်တိုနီဂေါ်ဒန်ကိုလက်ရှိမှာလစ်ဗာပူးကပေါင်သန်း80ဈေးတတ်မှတ်တယ်အဲ့တော့မင်းတို့ဒါဝေစီနူးနက်ရဲ့ခုနကပြောလို့ငါတို့အဲခွန်ဇာ2ယောက်ပေးမယ်ပေးပြီးရင်ငါ့ကိုခုနကပြောလို့ပဲဂေါ်ဒန်ပလတ်ငါတို့30ပြန်ပေးအဲ့တော့လစ်ဗာပူးကဒီထရန်စဖာမှာတို့ကအမျက်ကြီးပဲခမရစဉ်းစားကြည့်အမျက်ကြီးပဲတကယ်ကိုအမျက်ကြီးပဲအဲ့တော့ newcastle united ကဒါကြီးကိုလက်ခံပါမလားဆိုတဲ့မေးခွန်းပဲအဲ့တော့ อีซက်ကလည်းအခုလက်ရှိမှာတော်တော်လေးကိုအချင်းဒီလီဗာပူးတို့အသာပေးနေလက်ရှိอีซက်ကသူ့အနေနဲ့ညူကာဆယ်ယူနိုက်တက်နဲ့စာချုပ်တက်တန်ဆွေးနွေးမှုကိုအခုလက်ရှိမှာရပ်တန့်ထားတယ်ဒါကိုဖာဘီဇီရိုမာနိုကိုယ်တိုင်တရားဝင် confirm လုပ်ထားတယ်။ဒါကြောင့်လေညူကာဆယ်ယူနိုက်တက်နဲ့အခုလက်ရှိသူတောင်းတဲ့တပတ်လောက်ခါလာစားတာ၃သိန်းကိုလုံးဝမပေးနိုင်သေးဘူးမပေးနိုင်သေးလို့လက်ရှိမှာကာရာဘောသူတို့ကပြောတယ်ကာရာဘောရရဆိုဟာကာရာဘောရတာမှကျွန်တော်တို့ဒါပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်၂သိန်းခွဲလောက်နီးနီးပဲရတာ။ တန်းတော်မရအောင်တော့ကာရာဘောနှစ်သိန်းခွဲပဲရတာပေါ့။ပေါ့တဲ့ခုနကကာရာဘောရတော့ဒါကျွန်တော်တို့ရုပ်ပေါ့ခုနကပေါ့လို့ပဲပို့ပြီးတော့အသိန်းက value မြင့်သွားမယ်တဲ့ကြောင့်ဒါစပွန်ဆာတွေပို့ထည့်လာမနိုင်ပဲ။ဘာညာရှိရင်ရှိလာနိုင်တယ်။ရုပ်တန်ကြီးတွေဘာညာမြင့်မြင့်သွားနိုင်တဲ့အနေထားမှာရတယ်။ဒါပေမဲ့ကာရာဘောကနှစ်သိန်းခွဲပဲရတာ။အခုလက်ရှိခုနကပြောမယ်ဆိုဒါကျွန်တော်တို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်အခုစာလာရဲ့လုခလာစာထထောင်တသိန်းနေသေးတယ်။အဲ့တော့ဟိုအိဆက်က ခုလက်ရှိမှာရှင်းတယ်ညူကာဆယ်ယူနိုက်တက်သင်းနေနဲ့သူ့အနေနဲ့လောက်ခလာစာတိုးပေးရင်တိုးပေးမတိုးပေးဆိုချန်ပီယံလိဝင်အောင်လို့အဲ့တော့ညူကာဆယ်ယူနိုက်တက်ဒီနေ့မှာချန်ပီယံလိမဝင်ဘူးဆိုတော့အီဆက်ကအသင်းပြောင်းမှုတွေရခိုင်တို့အင်ပါတန်မှများတယ်အဲ့တော့လီဗာပူးသင်းနေခုနကပြောသူပဲသူကလဲပြီလေ ငါတို့ခွန်စာကိုမသုံးရတယ်ခွန်စာကိုငါတို့ရောင်းလိုက်မယ်ရင်းလိုက်မယ်ခွန်စာကိုရင်းလိုက်မယ်ပြီးတော့ခုနကပြောသူပဲဒါဝစီနူးနက်စ်လည်းအခုလက်ရှိအသက်မှာဆင်ပြေတာအဲ့တော့ဒါဝစီနူးနက်စ်ပေးမယ်ဒါခွန်စာပေးမယ်ဤဆက်ပြန်ယူဆိုတဲ့ပုံစံမျိုးသွားဖို့ရှိတယ်အဲ့ဒီညမှာလီဘောပရိသတ်တချို့ကတော့မကြိုက်ဘူးဒါကျွန်တော်တို့ခုနကပြောဆိုဖဖတ်ရတဲ့တဲ့နေရာမကြိုက်ဘူးဆိုတော့ငါတို့ကစားသမားနှစ်ယောက်ကဒီထက်ပူတန်တယ်ဤဆက်ကဘလောက်တန်လို့လဲဤဆက်ကဒါကြောင့်လီဘောပရိသတ်ကတချို့ကြတော့လေပေါင်တန်း90လောက်ပဲဈေးဥပအခုလက်ရှိမှာအန်တိုဒီဂေါ်ဒန်ကိုဒါညူကာဆယ်ဈေးသတ်မှတ်ထားတဲ့လောက်ပဲတို့ကတတ်တယ်အဲ့တော့ ပြောမယ်ဆိုရင်တော့ဘယ်လိုပဲကြည့်ကြည့်ပြဒါမှလည်းပြောမယ်ဆိုရင်ယူနိုက်တက်ယူနိုက်တက်လီဗာပူးအသေးအနေနဲ့လာမယ့်နွေရာဒီမှာအဲ့ဒါဆိုတော့အီဆက်ကိုဒါဒီလိုကစားသမားနှစ်ယောက်ကိုပေးပြီးခေါ်နိုင်ခဲ့မယ်ဆိုတော့မစိုးဘူးဒါပေမဲ့လီဗာပူးအသင်းတစ်ခုလှုပ်ရှုပ်သွားမှာသူတို့နဲ့ကန်ဆယ်မှုကစားသမားတစ်ယောက်ပြန်ပြီးဝယ်ရဖို့ရှိတယ်။ကန်ဆယ်ဘူးနေရာမှာအခုလက်ရှိမှာဒါဟင်ကပ်ပီကောအင်နာစီယိုကောလက်ရှိမှာလီဗာပူးအသင်းတွေနဲ့ကြည့်နေတယ်။အဲ့တော့လီဗာပူးအသင်းနဲ့ဒါခွန်ဇာဆိုတာကလည်းဒါအမှန်တမ်းပြောအာနီဆော့ကပါစနယ်ကတိတ်ပြီးတော့မကြောက် အာနိစောအနေနဲ့ခွန်စာကိုတိတ်ပြီးတော့မကြောက်တော့သူကိုယ်တိုင်ခဏခဏပြောထားတဲ့အတွက်ကြောင့်မို့တီးပြီးသားဖြစ်နေမယ်အဲ့တော့ခွန်စာကိုဆုံးရှုံးသွားတာလီဗာပူးအတွက်ဒါမှဘာမှတိတ်ပြီး short ရှိတာမဟုတ်ဘူးဒါပေမဲ့ဒါဝစီနူးနက်စ်ကိုရောဒါဝစီနူးနက်စ်ကိုခုနပြောတဲ့ပေါင်တန်း90ဆိုတဲ့ဈေးက value ကိုဖြစ်ပါမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်အဲ့တော့ လာမယ့်နွေရာဒီမှာလစ်ဗာပူးနဲ့ညူကာဆယ်ယူနိုက်တက်တို့ကစီးပွားရေးအကြီးအကျယ်လုပ်ရမယ်လို့မြင်တယ်။အဲ့တော့လက်ရှိမှာညူကာဆယ်ယူနိုက်တက်ကလည်းကယ်၍သာခွန်စာဆမ်ပေပြီးတော့ white sun ကိုကြည့်ထားတယ်။ white sun ကလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းရှိတယ်။ဆိုပေမဲ့ white sun ကအခုလက်ရှိမှာ real madrid ကိုတိုင်စိတ်ဝင်စားနေတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုတော်တော်လေးကို complicated ဖြစ်တဲ့ process ဖြစ်တယ်။အဲ့တော့ပြောချင်တာကခွန်စာကလက်ရှိမှာ ကျွန်တော်တို့ဘယ်သူညူကာဆယ်ယူနိုက်တက်အတွက်အလွယ်ဆုံးနဲ့အသင့်တော်ဆုံးနဲ့အမြန်ဆုံးဖြစ်နိုင်မယ့်ကစားသမားတစ်ယောက်ဖြစ်တယ်လီဗာပူးကလည်းဟိုနောက်ပေါ်လို့ပဲသူတို့ကြိုက်စေးရရင်ရောင်းသွားမှာရှင်းတယ်ဒါပေမဲ့ isac ကိုတော့ရင်းရမယ်အဲ့တော့လက်ရှိမှာကြည့်ရမယ်ဒီအပြောင်းရွှေ့လာမယ့်နေရာဒီမှာတော်တော်လေးကိုမိုက်မယ်အပြောင်းရွှေ့တခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ပေါ့အဲ့တော့ ပြောချင်တာတလောက်ပါပဲ။ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလေး Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မတ်စွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အပီးလို့ရပါတယ်။ကမြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်။အားလုံးမကျူးတူပါနဲ့။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့။စုမုံကောင်းတောင်းပေးနေပဲ။ ျွန်တော်တို့နောက်မှာ AAC တွေ့ကြတာပေါ့အားလုံးကြွတူပါတယ်မြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးကြွတူပါတယ်ကျွန်တော်ကုန်ပြပါဗျဒေးပါပါဗျ